မင်္ဂလာပါရှင်မက်ရှလ၁၄ရက်တောက်ကြနေ့ရေရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နဲ့ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့တွေ့ဆုံတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နဲ့ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့တွေ့ဆုံဝဲခမ်းနာကိုမက်ရှလ၁၇ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးကမာရွမြို့နယ်ရှိပညာရေးတက္ကသိုလ်တွင်ကျင်းပကြောင်းသိရပါတယ်။ ဥစွာရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်မမောတန်းမှနှစ်ခွန်းဆက်စကားပြောကြားပြီးမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နာယကဒေါ်နီနီဝင်းကအဖွဲ့အမှာစကားပြောကြားပါတယ်အဲ့ဒီနောက်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာတသက်စင်ကအမျိုးသမီးရေးရာလုပ်ငန်းများအကြောင်းရှင်းလင်းဆွေးနွေးပြီးမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာတင်နေလက်ကမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်းရှင်းလင်းပြောကြားပါရစေ။ အဲ့ဒီနောက်တယောက်လာသူများကအထူးထူးဆွေးနွေးတင်ပြကြပြီးမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာသက်သက်စင်ကနှီးကုန်းချုပ်စကားပြောကြားကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပြပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ကြောက်တန်းမြို့နယ်စိုက်မော်ဝန်ရေလေစီရော135ကျိမ်မြောက်ဗုဒ္ဓပူဇနီယပွဲတော်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတန်လင်ခရိုင်ကြောက်တန်းမြို့နယ်ရှေးဟောင်းတမိုင်းဝင်ကျိုင်မော်ဝန်းရေးလေစီတော်135ကျိမြောက်ဗုဒ္ဓပူဇနီယပွဲတော်နဲ့ဆွမ်းဆောင်စိန်လောင်းလူပူဇော်ပွဲကိုမက်ရှလ73ရက်နေ့နဲ့7နာရီကရှေးမော်ဝန်းသာသနာ့ဘိမှန်တော်ကြီးတွင်ကျင်းပကြောင်းသိရပါတယ်ပွဲတော်တွင်ဖျားမှုရှိသောတန်ဃာတို့ရှင်သူမြတ်225ပါးအားပရိသတ်ပင်225ပင်ကိုမဲဖောက်ဆက်ကလှူဒါန်ပါသည် အဲဒီနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖုန်ခန့်အောင်နဲ့တာဝန်ရှိသူများဌာနဆိုင်ရာများရက်ွက်နေအလူရှင်များကကြောက်လာကြရမှုသောတန်ဃာတို့အရှင်သူမြတ်များအားဆွမ်းဆန်တော်များစက္ကလူရင်းကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့တန့်စင်ထုံးကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့တွန်တေးမြို့နယ်တွင်ပန်းခင်းစီမံချက်အဆင့်3ဆောင်ရွက်တဲ့တည်ရင်ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှဘန်ကင်းစီမံချက်အဆင့်၃ဖြင့်ရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့နယ်တက်ကလေးကြီးရွာတွန်တေးဝကြီးရွာတို့တွင်အိမ်အောင်စုစည်းရေးနှင့်နိုင်ငံသားစီစီကပ်ပြားများကိုမတ်လ7ရက်နေ့နဲ့စနေနေ့ကအစုပါကြီးရွာများမှကွင်းစင်းဆောင်ပေးကြောင်းသိရပါသည်အဲ့ဒီလိုစာမယားရင်လဝကမှုဒေါအေးတီရာနဲ့ဒူလဝကမှုဒေါနေမမခိုင်တို့ဦးဆောင်ကခြေရွာများအတွင်ရှိပြည်သူများအားအိမ်အောင်စုစည်းရေးနဲ့နိုင်ငံသားစီစီကပ်ပြားများကိုကွင်းစင်းဆောင်ရွက်ပေးကြပါတယ်။ အသက်16နှစ်နဲ့အထက်နိုင်ငံသားစစ်ကြီးကပြမရှိသေးသောသူများအားဇန်နဝါရီ1ရက်မှအောက်တိုဘာ31ရက်ထိဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းလည်းသိရှိရပါရဲ့ရှင်။ဒီသတင်းကိုတော့တွင်သေးသားကပြပူလာတာပါ။